ားလုံးပဲမင်္ဂလာပါဗျာပေါ့ပေါ့အမ် family မှာလေးပြန်လေးကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရတော့ဒီတစ်ပတ်ဂျားရမှာဆိုရင်တော့ရှင်ပြိုင်ကစားဖို့အတွက် champion league ပွဲရှိရယ်ဗျာအဲ့ဒီတည်းရမှာပွဲရတဲ့မှာဆိုရင်တော့လူစိတ်ဝင်စားမှုအများဆုံးရရှိနေမယ်အပွဲပွဲတစ်ပွဲရှိတယ်ဗျာဒီပွဲရဆိုရင်တော့ဘယ်ပွဲဖြစ်မလဲဟုတ်ပါလေပြည်တော်ခံမင်းတဲ့အတိုင်းပဲလီဗာပူးနဲ့ရဲမက်ဒရစ်တို့ပွဲရှိတယ်ဗျာ ဒီပွဲမှာဆိုရင်တော့လီဗာပူးကဆိုရင်တော့လီဗာပူးရဲ့အန်ဖီးမှာဆိုရင်တွားပြီးတော့ကျတော့ယူရဲမဲတွေကရှင်းမဲကစားရမှာခင်ဗျာယူရဲနဲ့အန်ဖီးဆိုတာကလည်းအခုနောက်ပိုင်းဆိုရင်တော့ခဏခဏကြုံတွေ့နေရတယ်ခင်ဗျာလီရဲနဲ့လီဗာပူးဆိုရတဲ့အခုနောက်ပိုင်းမှာဆိုရင်တော့မကြာခဏလို့လို့ထိတ်တိုက်တွေ့ဆုံမှုတွေရှိတယ်ခင်ဗျာရီယယ်မရယာဆိုရင်တော့ပြန်ချန်ပီယံလိဂ်ဇီယားမှာဆိုရင်တော့အဆင့်9နေရာမှာရပ်တည်နေရဲ့ဗျတုံးပွဲကစားတုံးပွဲနိုင် မီရှာမကတော့ကိုမတ်နေနေချက်ရှိနေရဲ့ဗျလေဘာဘူးအတင်းဟာဆိုရင်ဗျအဆင့်ကတော့30မှာရက်တည်နေရဲ့ဗျတုံးပွဲကစားနှစ်ပွဲနိုင်တပွဲရှုံးဆိုရရလက်နဲ့ရက်တည်နေရဲ့ဗျ လီဗာပူးအတင်းရဲ့နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့သူတို့အတင်းရဆိုရင်တော့၂ပွဲတီတီကိုရှုံးနိုင်ထားပြီးတော့စွန်ဗီလာကို2-0ဆိုရရလန်နဲ့အနိုင်ထားခဲ့ပြန်လီဗာပူးအတင်းရဲ့အန်ဖီမှာဆိုရင်လည်း၃ပွဲကစားရမှာဆိုရင်သူတို့တွေနှစ်ပွဲတီတီရှုံးပြီးတော့တပွဲပဲနိုင်နေပြန် Real Madrid ရဲ့နောက်ဆုံး၃ပွဲမှာဆိုရင်တော့ Real Madrid က၃ပွဲစလုံးကိုသူတို့တွေနိုင်ထားတယ်သူတို့နိုင်ထားတဲ့အတင်းတွေကလည်း ါတီပါချက်အတင်းနေမဟုတ်ဘူးပြဂျူဗင်တက်ကိုအိမ်ကွင်းမှာဝမ်းစည်းဆိုရလန်နဲ့နိုင်ယူထားတယ်ဘာစီလိုနာအောင်2-1ဆိုရရလန်နဲ့သူတို့ရဲ့အိမ်ကွင်းမှာနိုင်ယူထားတယ်ဗျနောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုရင်တော့ဗီလာရီရဲ့ဖူးစည်းဆိုရရလန်နဲ့ပြတ်သားစွာနိုင်ယူထားတယ်ဗျအဲ့ဒါကြောင့်မလို့ဒီနဲ့ဒီနဲ့တင်းရဆိုရင်ဘလောက်ပဲတတင်းနဲ့တတင်း စင်နေကွာနေပါစေဘလောက်ပဲလီဗာပူးကဆိုရင်ပြညံ့နေပါစေဒီပွဲမှာဆိုရင်တော့လုံးဝကိုကြည်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်တယ်ဗျလီဗာပူးကိုရှော့တက်လို့မရဘူးဗျဒီနေ့ပွဲရလက်ကဘယ်လိုဖြစ်သွားမလဲဆိုတာအားလုံးပဲခံမှတ်ကြည့်ကြပါအားလုံးကျေးဇူးတင်ပါတယ်ဗျ